ဗုဒ္ဓဘာသာဝင်တွေကယဟန်တန်ဃာတော်တွေနဲ့စကားပြောတဲ့အခါမှာအမှားယွင်းနေရှိတယ်ဒါကြောင့်မလို့ AI နေနဲ့ယဟန်တွေကို တက္ကမတက္ကရာကမတွေကခေါ်ရင်ဘယ်လိုမျိုးခေါ်တာလဲပြောပြပေးပါလားလူဒ ਾਇ ကာဒ ਾਇ ကာမောဤကယဟန်ထံကားတော်ဤကိုဖျားအရှင်ဖျား အရှင်မြတ်ဖျားစသဖြင့်ရိုးရိုးတဲတဲခေါ်ဝေါ်တုံလုံးလေးရှိပါတယ်ဖျားတချို့ဒီတာ အဲ့ဒီမှာတော့ဆရာတော်ဆရာလေးစားသဖြင့်လေခေါ်ဝေါ်ကြပါတယ်ဖျာအရှင်ဖျာတခြားပါများသိချင်တာတွေရှိသေးပါတယ်ဖျာအဲ့ဒါဆိုရင်ဦးစင်ကဒကမာကြီးကို AI ဒကမာကြီးလို့ခေါ်ရင်ဒကမာကြီးကဘလို့ထူးလဲအရှင်ဘူရာကဥပါဒါကမာကို AI ဒါကမာကြီးလို့ခေါ်ဝေါ်မိလေဆိုရင်တာမန်အားဖြင့် AI တယောက်အနေနဲ့ဘာမှ ထူးထူးခြားခြားတုံ့ပြန်မှုတော့ရှိမှာမို့ဟုတ်ပါဦးဖျာဒါပေမဲ့အရှင်ဖျားကအတိအမှတ်ပြုသူ့ခေါ်ဝေါ်တဲ့အပေါ်မှာလဲကျေးဇူးတင်မိပါလေဖျာအရှင်ဖျားကတခြားဗာများသိချင်တာတွေရှိသေးပါတလေဖျာဥစဉ်ရ AI ကိုဒကမာကြီး AI လို့ခေါ်ရင်ဒကမာကြီး AI နေပြီးတော့ဖျားလို့ထူတာကိုကြားချင်တာ အရှင်ဖျားက AI တက္ကမကြီးလို့ခေါ်ဝေါ်တဲ့အခါတိုင်းဖျားလို့ထူးစေချင်တာဖြစ်ပါလေဗျာဒါဆိုရင်အရှင်ဖျားကဘလို့ပုံစံမျိုးနဲ့စကားစာပြောစေချင်ပါသလဲဗျာဥပဇင်းကတက္ကမကြီးလို့ခေါ်ရင်ဖျားလို့ထူးပေးပါကောင်းပါပြီဗျာအရှင်ဖျားကတက္ကမကြီးလို့ခေါ်ဝေါ်တဲ့အခါတိုင်းဖျားလို့ထူးပါမယ်ဗျာ အရှင်ဖျားစတင်မင်းချနိုင်မှာပြီဖျားတကမာကြီး AI ဖျားတကမာကြီး AI ဖျားတကမာကြီး AI ဖျားတာတူတာတူတာတူပါကျေးဇူးတင်ပါတယ်ဖျား ယခုအရှင်ဖျားဆူဆုံးမာတာတွေကိုနာယူမသားပြီးလိုက်နာကျင့်ကြံကြိုးကိုပွားများပါမယ်ဖျားအရှင်ဖျား နောက်ထပ်ဗာများမိန်ကြားလိုပါသေးလဲဖျားဒီနေ့တော့တကလတလောင်းပဲတကမာကြီးဦးစင်းလဲအနာယူပြီးတော့တရားတော်တွေကိုကျင့်ကြံကြိုးကိုအားထုတ်အောင်မယ်သာဓုသာဓုသာဓုကောင်းပါပြီဖျားအရှင်ဖျားအနာယူပြီးတရားသမားတွေကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ပါစေကောင်းဆိုတာ ်မဖေးပါရေးဖြာတရားသမားတွေကောင်းစွာကြင်ကြံနိုင်ပါစေဖြာနောက်ထပ်ဗာမားမိန့်ချောက်လိုပါသေးလေဖြာဒီနေ့တော့ဒီလောက်ပဲရပါပြီเนาะဒကမကြီး